ဖက်ရှင်ဝတော့မေးလေးပွားမှာအရန်ကိုအရေးပါပါတယ်။ကိုဝင့်ကိုဒီဇိုင်းဖြစ်နေတဲ့ဟာမျိုးသဘောကျတာပါ။ရီကမန်ဖက်ရှင်အဝတ်စီကိုစကူရရှိတော့ ေနဲ့မတူဘဲနဲ့တကယ်နိုင်ငံခြားမင်းသမီးလို red carpet သွားတဲ့ပုံစံမျိုးလေးပေါ့နော်မျိုးလုံးကလည်းအဲ့လိုအပြာလေးအိန္ဒိယလည်းလက်ပြာလိုပုံစံမျိုးလေးနဲ့ဆိုတော့မထင်မှတ်ပဲနဲ့ဒီလိုစုလေးကိုရခဲ့တော့အရန်ကိုပြောပါရရှင်အိမ်လောင်ကြသွားသည်ဖြစ်စေမကြသည်ဖြစ်စေကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့အလှပကိုအမြဲတမ်းထိုက်သိမ်းပါလို့မိလေးကပြောချင်ပါရဲ့ရှင် ัวไอ้ไส้มาไอ้เอ้ตอกเนี่ยอ่ะสอไม่ติดอูปอเนาะเอ่อบดูยะมะเลยเลยไม่ติดอูนอกพี่แล้วบาซีซั่นนี้ชื่อเลยแล้วเตชาไม่ติดแต่คาจ้ะတော့ยุคที่ไอ้กัวไอ้ตอกเนี่ยกูนําไปเปล่าไล่ได้ไส้มากัวอั้นอ๋อวาพี่แล้วกูขอเนี่ยล่ะปอเนาะไอ้หลูผิดตัวพี่แล้วมาอ๋อဟုတ်တယ်กูกูนําไปขอเนี่ยပဲဆိုပြီးတော့อันเนี่ยเฉยๆပဲไอ้กัวกูฉะပြီးတော့เซมอปอเนาะอะဟိုအရန်ပြော်သွားတော့ပေါ့တက်သွားရင်းနေအောင်ခုံတာပေါ့ ကိုယ်ရအမရပွဲဆိုတော့အများတန်းကိုကတက်ပြီးနေကြဒီတစ်ခါလဲ red carpet ဆိုတော့ကဲ red carpet ဆိုလို့ရှိရင်တော့ခါဝင်လေးကိုပေါ့နော်ဟိုပုံမှန်နေနဲ့မတူဘဲနဲ့တကယ်နိုင်ငံခြားအမင်းသမီးလို red carpet သွားတဲ့ပုံစံမျိုးလေးပေါ့နော်တက်ပြီးလိုက်မယ်ဆိုပြီးတော့ ကိုယ့်ရဲ့စေတနာပေါ့နော်လေးလေးစားစားနဲ့အကိုရေအမားတွေရဲ့ပွဲကိုတက်ပြီးတဲ့အခါမှာမထင်မှတ်ပဲနဲ့ဒီလိုစုလေးကိုရခဲ့တဲ့အတွက်အရန်ကိုပြောပါရရှင်မျိုးလုံးကလည်းအဲ့လိုအပြာလေးအင်းကြီးကလည်းလက်ပြာလိုပုံစံမျိုးလေးနဲ့ဆိုတော့ပြီးတော့ရက်ကာပတ်ပုံစံလေးနဲ့လည်းညီသွားတာပေါ့သူကဒီလိုကောင်းဝင်အရှိလည်းပါတာဟိုတကယ် dress ပေါ့နော်ဟိုတေချာဟိုပြင်သစ် designer ကလုပ်ပေးထားတဲ့ဟာမျိုးလေးပေါ့နော်မင်းလေးကလေပွဲတစ်ပွဲသွားပြီဆိုရင်အဲ့လိုဖြစ်တယ်လို့မသွားတော့ဖြစ်တယ်လို့ဆိုရလေ ဥမာမေလေးရပေါ့နော်ပွဲတိုင်းကိုတော့မတက်ဘူးမေလေးကိုလာဖိတ်တယ်ဆိုလို့ရှိရင်တော့ခုနလိုဆယ်ပွဲမှာဆိုလို့ရှိရင်ကိုကအားတဲ့အချိန်လေးလည်းရှိရဲမအားတဲ့အချိန်လည်းရှိတော့အားတဲ့အချိန်နဲ့တိုက်ဆိုင်တဲ့အခါမျိုးကြလို့ရှိရင်တော့ပွဲလေးတွေတက်ပေးတယ်အဲ့ခါကြလို့ရှိရင်တော့ကိုကတေချာပြင်ဆင်ပြီးမှကိုတက်တာမသွားရင်လည်းမေလေးကလုံးဝဟိုလေမသွားဘူးသွားမယ်ဆိုလို့ရှိရင်လည်းတေချာကိုရဲ့အဲ့လိုဒီဇိုင်နာတွေကိုရဲ့မေကပ်တွေဒီပွဲအတွက်ရဲ့ things ကိုပေါ့နော်ရည်ရွယ်ပြီးတော့ဟို တမင်တကာလူရောအာဘယ်လိုပြောမလဲစိတ်ကောအားလုံးအကုန်ခံပြီးတော့ပေါ့နော်ဟိုအပင်ပန်းခံပြီးတော့မိလေးဒီပွဲလေးကိုတက်ပေးတာပါဒီပွဲမှမဟုတ်ဘူးကျန်တဲ့ပွဲတွေလည်းအကုန်လုံးအတူတူပါပဲအမတ်တရားဆိုရင်တော့အဲပန်ကလင်းနဲ့တောင်းတော့လည်းအဲ့လိုပဲတခါတော့မိလေးပွက်တဲ့တာပွက်တဲ့ဝစ်စုံဆိုပြီးတော့မပြောင်းလဲဘူးအဲ့မှလည်းရခဲ့ဘူးတဲ့မိမေပဲမှတ်တော့ဖက်ရှင်ကတော့ရအောင် ဘယ်လိုပြောမလဲကိုက fashion ကြိုက်တာလို့เนาะအဲ့ဒါအကြောင်းလို့ပါအပြင်ဟိုရိုးရိုးတက်တက်သွားရင်တော့မှ အဲဒီနေ့ပေါ့နော် T-shirt အဖြူလေးနဲ့ဂျင်းလေးနဲ့အဖြူနဲ့ဂျင်းလေးကြီးကြိုက်တယ်အမဲနဲ့ဂျင်းလေးကြီးကြိုက်တယ်အဲ့ဒါနဲ့လိုက်တဲ့ accessory လေးဆိုရွှေရောင်လေးတွေဝတ်တယ်ရွှေနှကွင်းလေးတွေဝတ်တယ်အဲ့လိုမျိုးလေးတွေသွားတယ်။နောက်အုတ်ထုပ်အမဲလေးစောင်းတယ်နေကာမျက်မှန်တက်တယ်စသဖြင့်ပေါ့နော်ဒါကတော့နေရာဒေသပေါ်မူတည်ပြီးတော့မီလီယာ fashion ကိုစဉ်းစားတယ်ဥမာဖုန်ကြီးကျောင်းဆိုတော့မြန်မာဝတ်စုံလေးနဲ့မြန်မာဆန်ဆန်လေးနဲ့သွားတာနှစ်သက်တယ်။ fashion ကတော့မီလီဘွားမှာတော့အရန်ကိုအရေးပါပါတယ်။ဘာလို့လဲဆိုတော့မီလီယာဟိုးရင်တွေက fashion တွေဆိုတာသိတဲ့အတိုင်းပဲပေါ့နော်အာလုံးဝကိုကိုဝင့်ကိုဒီဇိုင်းဖြစ်နေတဲ့ဟာမျိုးသဘောကျတာပါအိမ်အောင်ကြသွားတယ်ဆိုပေမဲ့လည်းကို့မှာကိုပိုင်အလှဆိုတာရှိကြတယ်ကိုပိုင်အရေးချင်းဆိုတာလူတိုင်းမှာရှိရဲ့အိမ်အောင်ကြသွားသည်ဖြစ်စေမကြသည်ဖြစ်စေကိုရဲ့အရေးချင်းကိုရဲ့အလှပေါ့ကိုအမြဲတမ်းထိုက်သိမ်းပါလို့မိလေးကပြောချင်ပါတယ်ရှင်